ကျွန်တော်တို့အားလုံးငယ်စဉ်တုန်းကမြမချောင်းဟောင်းတွေရဲ့မောင်မိုက်နေတဲ့ကခန်းချင်းလေးတွေကပုံပြင်တွေကိုကြားဖူးကြမှာပါ အထူးသဖြင့်အဆောင်ဟောင်းရဲ့နောက်ဆုံးထောင်းမှာထားတဲ့မှန်ကချက်ရဲ့အကြောင်းပေါ့အဲ့ဒီမှန်ဟာစတင်တက်စင်စင်ကလေးကကျောင်းအုပ်ကြီးရဲ့ရုံးခန်းဟောင်းထဲမှာရှိခဲ့တာပြောကြတာကတော့ကျောင်းအုပ်ဟောင်းကြီးဟာအဲ့ဒီမှန်ရှိမှာကိုကိုကိုတေချောင်းကြံခဲ့ဘူးတဲ့တင်ညမှာကျောင်းရဲ့အဆောင်အလျှောက်တအူးဟာစူးစမ်းကျင်စိတ်နဲ့အဲ့ဒီမှန်ရှိကိုရောက်သွားခဲ့တယ် သူဟာမိချောင်းကိုပိတ်လိုက်ပြီးမှန်ကိုစိုက်ကြည့်နေခဲ့တယ်။ဆဆချင်းတော့ဘာမှမထူးခြားဘူး။ကိုရုပ်ပုံကိုပဲမြင်နေရတယ်။အဲ့ဒါဟာသူ့ရဲ့ရုပ်ပုံလောမဟုတ်ခဲ့ဘူး။အသက်မတ်နေတဲ့မျက်လုံးတွေနဲ့ကြိုးခွင်းရထင်နေတဲ့လေပင်ကကျောင်းအုပ်ကြီးဟောင်းရဲ့မျက်နှာဖိခဲ့တယ်။အဆောင်ဟာထိတ်လန့်ကြကြအော်ဟစ်ဖို့လှုပ်လိုက်တဲ့အချိန်မှာမှန်သေးကပုံကြီးဟာရုတ်တရက်သူ့ရဲ့ရင်ကောင်းထဲကိုလက်ကဖက်နဲ့လန်ထိုးဖောက်လိုက်တယ်လို့အပင်ကိုထွက်လာတော့မယ့်အတိုင်း အလွန်တရာကြောက်မဲ့ဖွယ်ကောင်းအောင်ပြောင်းလဲသွားတယ်။နောက်တနေ့မနက်မှာကျောင်းဝန်းထဲကလူတွေဟာမှန်ကွဲချီနေတဲ့အပြက်အစီးပုံကိုစားတွေ့ခဲ့ရတယ်။အဆောင်အရှောက်ရဲ့ကိုကိုတော့ဘယ်တော့မှပြန်မတွေ့ရတော့ဘူး။ဒါပေမဲ့ညဘက်အဲ့ဒီနေရာကိုဖြတ်သွားရင်တစုံတစ်ယောက်ကတင့်ကိုစိုက်ကြည့်နေသလိုခံစားရလိမ့်မယ်။